အပိုင်းငါးရဲ့အဆမှာတော့ယာဂီယူတာတယောက်သူ့ရဲ့အဖွဲ့သားရင်းနဲ့အတူတူခေါက်ဆွဲပြုတ်ထိုင်စားနေခဲ့ပါလိ။ယာဂီယူတာကတော့ဆန်နာကလော့စ်ကကလေးတယောက်ကိုချင်းမိသွားရင်နှလုံးနဲ့အဆုပ်ရက်သွားတယ်မလားဆိုပြီးမေးလာခဲ့ပါလိ။နောက်ပြီးဒါကြီးကသာအမှန်ဆိုရင်တော့အတော်လေးစိတ်ပြက်စရာကောင်းနေဆိုပြီးပြောနေတာပါ။ဒါကြောင့်မလို့သူ့ပေါ်ရာဖြစ်သူပါလိပဲ။ဒါကယုံထဲမှာထွက်နေတဲ့ဂေါလာဟာလာတက်တက်ပဲဆိုပြီးအပြေပြန်ပေးလိုက်ပါလိ။အဲ့ဒီချိန်ယာဂီယူတာကတော့ဆန်နာနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်တွေကိုပြန်လည်မြင်အောင်နေပါလိ။ အဲဒီတော့ကသူကစန်တာကိုအသေးသက်ဖို့အတွက်အချိန်ချိန်ကြိုးစားခဲ့ပေမယ့်မတိမျိုးဖြစ်နေတဲ့စန်တာကတော့သူ့ရဲ့တိုက်ခိုက်မှုတွေကိုအသာလေးခံပြနိုင်ခဲ့ပါသည်ဒီအကြောင်းအရာကပဲယာဂီယူတာကိုအခုချိန်ထိအစာမကြေဖြစ်စေခဲ့တာပါဒီရောက်ကတော့ယာဂီယူတာကိုစန်တာနဲ့ပတ်သက်ပြီးဒီထက်ပိုကောင်းတဲ့အချက်လက်တွေစုဆောင်းမှုအတွက်အကူအညီတောင်းလာခဲ့ပါသည်အကြောင်းကတော့အချက်လက်တွေကိုသာထပ်ပြီးတော့မရခဲ့ဘူးဆိုရင်သူ့ရဲ့အလုပ်တွေကလည်းပြုတ်သွားနိုင်တာကြောင့်ပဲဖြစ်ပါသည်ဒါကြောင့်မေသူကခေါင်းကိုက်နေပြီးယာဂီယူတာကတော့ခေါင်းကိုပုတ်ရင်းသူ့ထပ်ပူတည်တဲ့သူကိုသာသွားမိလိုက်ဖို့အတွက်အကြံပေးလိုက်ပါလိမ့် တကယ်တော့ယာဂီရာကသူတယောက်တည်းသာတည်တဲ့စန်တာရဲ့လှည့်ဝတ်ချက်ကိုဖုံးထားခြင်းခဲ့တာပဲဖြစ်ပါသည်ပြီးတော့သူကစန်တာကိုလည်းပဲသူလာဖမ်းတာကိုစောင့်နေဖို့အတွက်စိတ်ထဲကနေကြိမ်းဝါနေပါသည်အဲ့ဒီအချိန်စန်တာကတော့ဒိုဆိုနိုကိုသွားပြီးနှုတ်ပြဖို့အတွက်သွားတောင်းဆိုနေပါသည်ဒါကြောင့်မလို့အာမာယာကလည်းဝင်တားပြလိုက်ပြီးဒိုဆိုနိုကတော့ယောက်ျားချင်းလာပြင်မာနေတဲ့စန်တာကိုကြောက်နေခဲ့ပါသည်ဒီတိုင်းဆက်သွားမယ်ဆိုရင်တခန်းနဲ့နေပြီးတော့ဖင်ကိုပါရန်ရှာလာနေအောင်မို့လို့ဝိတ်ချဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ အဲ့လိုနဲ့အောင်မရလေးပဲစန္ဒာကိုယောက်ျားချင်းတွေသွားမရှုပ်ဖို့အတွက်သတိပေးနေခဲ့ပါလိမ့်။ဒါပေမဲ့စန္ဒာတယောက်ကတော့အဖြစ်မှန်တစ်ခုကိုပြောကြားလာပါလိမ့်။အဲ့တော့ကတော့စန္ဒာတယောက်အနေနဲ့သူ့မှာလိန်စိတ်ဖြစ်ပေါ်လာခွင့်လုံးဝမရှိတာပဲဖြစ်ပါလိမ့်။ဖူယူမူရာတုံးကလာဖတ်တုံးကလည်းပဲညီလေးကလုံးဝအလုံးမလုံးလာခဲ့ပါဘူး။ဒါကြောင့်မဲစန္ဒာကသူ့ရဲ့လိန်စိတ်ပေါ်တန်တရားဝင်နေခဲ့တာဖြစ်ပါလိမ့်။ဖူယူမူရာကိုချစ်မိတော့မယ်လို့ခန်စားရတိုင်းကိုကိုကိုမုံကြီးတဲ့ခန်စားချက်မျိုးကြီးကအပြင်းထန်ဝင်လာကြောင်းလည်းပြောပြလိုက်ပါရီ ဒါအပြင်သူရဲ့စန္ဒာစွမ်းအားအယုံခံစားမှုတွေကတနေ့တခြားပုံပြီးကြီးမားလာကြောင်းကိုပါဝန်ခံလိုက်တာပါဖူယမူရာအကြောင်းပုံတိလာလေးလေးချစ်ဖို့ကောင်းလာလေးလေးဆိုပေမဲ့သူအနေနဲ့ကလေးတယောက်လိုပဲမြင်လာတော့တာပါဒါကိုကြတော့အာမာယာကလည်းအံ့ဩသွားပြီးစန္ဒာကတော့ဖူယမူရာကိုကာကွယ်ရမှာကသူရဲ့တာဝန်ပဲလို့ပြောနေခဲ့ပါရီဒါပြင်သူကဘယ်တော့မှအချက်မှမနစ်မျောသလိုအိမ်အောင်ပြုမှာမဟုတ်ကြောင်းကိုလည်းရှင်းပြလိုက်ပါရီနောက်တစ်ခါမှတော့စန္ဒာစီကိုနီကိုရောက်ရှိလာပါရီနီကိုကတော့စန္ဒာနဲ့ငယ်စဉ်ကလေးကလူကြီးချင်းဆေးဆက်ထားကြတဲ့ကောင်းမလေးတယောက်ပဲဖြစ်ပါရီ အဲ့ဒီအချိန်မှာနီကိုကတော့သူ့ရဲ့ဓမြက်စီးကိုဒူးနဲ့တိုက်ပြီးရိုက်ချိုးပြလိုက်ပါရီ။နောက်ပြီးဓမြက်စီးမရှိတော့တဲ့အတွက်အတန်ရှင်ရဲ့တာဝန်ကိုလည်းဖျက်ပြီးလို့ပြောကထွက်သွားတော့တာပါ။ဆန်နာတို့တော့နီကိုကငဲကြောက်တူးလို့ဖြစ်နေပါရီ။ခဏကြာတော့ဆန်နာလေးပဲအနောက်ကိုလိုက်သွားပြီးပြောစရာတခုရှိကြောင်းတောင်းဆိုလိုက်ပါရီ။ဒါပေမဲ့နီကိုကတော့တိတ်ပြီးစိတ်မဝင်စားခဲ့ပါဘူး။တခြားစဉ်းစားကြည့်ပြန်တော့လေနီကိုကသူ့အတွက်နိုင်ငံတော်ကလက်ထပ်ဖို့စီးစပ်ပေးထားတဲ့မိန်းကလေးဖြစ်နေတဲ့အတွက်ဆန်နာလေးအခက်အခဲတွေ့သွားခဲ့ပါရီ။အဲ့ဒီချိန်နီကိုကတော့သူ့ကို အကျွေးရန်ကားရပြန်ပေးဖို့မိနေတဲ့စန္ဒာရဲ့နှစ်ဖူးကို PK နဲ့ကပ်ပေးလိုက်ပါရီ။ဒါကြောင့်မလို့စန္ဒာလေးပေါက်ကွဲသွားခဲ့ပြီးနီကိုကတော့ချီးပါပြရနဲ့အိမ်ပြန်တော့မှဖြစ်ကြောင်းပြောလာပါရီ။ဒါကိုတိမခန့်နိုင်တော့တဲ့စန္ဒာလေးလက်မထနိုင်တော့ဘူးဆိုပြီးတော့အော်ထည့်ပြလိုက်ပါရော်ဒီ။ဖြစ်ချင်တော့ဒါကိုနီကိုကမိုးတန်နဲ့ရောပြီးမကြားနိုင်ခဲ့ပါဘူး။နီကိုကတော့စန္ဒာနာကိုဒုက္ကလာပြီးသူတို့ကအသက်၁၄နှစ်ရှိပြီဆိုပြီးပြောလာပါရီ။နီကိုတွက်ကတော့ဒီအချိန်မှသာအန်ရရှိတဲ့အရာတွေနဲ့မရင်းနှီးထားဘူးဆိုရင်ရင်းကျက်တဲ့လူကြီးတွေဖြစ်မလာနိုင်ဘူးဆိုပြီးခံယူထားတဲ့သူပါ ။ဒါကြောင့်မဲသူကတကားကိုဆွဲဖွင့်လိုက်ပြီးမုံတိုင်းရှီယာစီကိုထွက်သွားခဲ့ပါလိ။စန္နာကတော့သူ့ကိုပြန်ဝင်လာခဲ့ဖို့အတွက်လှမ်းအွန်နေပေမယ့်နီကိုကတော့လာကြည့်ဖို့ပြောနေတဲ့အတွက်စန္နာလည်းမုံတိုင်းလေးကိုတိုးဝင်လို့သွားပါလိ။နီကိုတို့ကတော့ဒါကအသက်၁၄နှစ်ရဲ့ပျော်ရွှင်မှုဆိုပေမယ့်စန္နာတို့ကတော့ခလီကလာအရန်ဆန်နေပါလိ။အဲ့ဒီအချိန်နီကိုကတော့သူ့ကိုယောက်ျားရည်ဆိုပြီးတော့ပြေးဖက်သွားတော့လိ။ဒါကြောင့်မလို့စန္နာလည်းဘာပြောရမှန်းမသိဖြစ်သွားပြီ။နီကိုကတော့သူနဲ့အတူတစ်ပင်အောက်ကိုလိုက်ခဲ့ဖို့အတွက်တောင်းဆိုနေတာပါ။ အဲ့လိုနဲ့နှစ်ယောက်သားလေးမုံတိုင်းနေထိုင်နေတဲ့ကြားကနေပဲတစ်ပင်အောက်ကိုရောက်ရှိလာကြပါသည်နီကိုကတော့မုံတိုင်းဆိုတာဘုရားသခင်ရဲ့အဖိုးလက်ချက်ပဲဆိုပြီးเจ้าမကောလာဟာလာတွေထွက်နေကြအောင်ပြောပြလာပါသည်ဒါပေမဲ့နီကိုကလက်တွေ့ဘဝကိုသာယုံကြည်တာမို့မုံတိုင်းရဲ့အရာသာကိုအများနဲ့မတူအောင်ခံစားခြင်းမိခဲ့တာဖြစ်ပါသည်နောက်ပြီးတော့ဆန်တော်ကိုလည်းပဲသူနဲ့အတူမုံတိုင်းနဲ့အထိလိုက်လာပေးခဲ့တဲ့အတွက်သူ့ယောက်ျားလိုတတ်မှတ်လိုက်ပြီးဖြစ်ကြောင်းလည်းအသိပေးလိုက်ပါသည်သူတို့ကတော့ယူသွမှုကိုအခြေခံပြီးပျော်ရွှင်အောင်လိုက်လုပ်ပေးတဲ့ယောက်ျားမျိုးကိုပဲလိုအပ်တယ်ဆိုတာပါ ဒါကြောင့်ဆန္ဒလေးဘာပြောရမှန်းမသိဖြစ်သွားခဲ့ပြီနောက်တစ်ခါမှတော့ဆန္ဒလေးသူကခရစ်စမတ်အဖိုးကြီးဖြစ်နေတဲ့ကိစ္စအပေါ်စိတ်ထက်ကြလာပါသည်ပူဆိုးတော့ကသူ့အနေနဲ့ခလီတယောက်ကိုလုံးဝချစ်ဖို့အတွက်မဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါသည်အဲ့ဒီအချိန် ခေါင်းကိုစာရွက်လုံးတစ်ခုကလာမှန်းတာကြောင့်လှည့်ကြည့်လိုက်တော့နီကိုကပြောင်ပြနေပါသည်အဲ့လိုနဲ့မုံစားအစင်းချိန်ရောက်တဲ့အခါမှာနီကိုကသူ့ကိုလိုက်ပြီးတော့နှောက်ယှက်နေပြန်ပါပြီဆန္ဒတယောက်အတွက်ကတော့နီကိုကကျန်းတန်းနေဆိုပေမယ့်တစ်ဖက်မှာလည်းရင်ခုန်စရာတွေကစတိုက်ဖြစ်လို့နေပါသည်နောက်ရက်ဒီမှာလေးနီကိုကဆန္ဒကို ်ချီလိုပုံစံမျိုးထဲ့သွင်းရေးဆွဲထားတဲ့စက်ကူလုံးနေနဲ့လိုက်ပေါက်နေပြန်ပါလိ။အဲ့ဒီအချိန်ဆီယာမကသူတို့အားလုံးကိုဆရာအစ်စ်နဲ့မိတ်ဆက်ပေးလာပါလိ။ဖြစ်ချင်တော့အခန်းထဲကိုဝင်လာသူကယာဂီယူတာဖြစ်နေတဲ့အပြင်အားကစားဆရာတာဝန်ကိုပါယူထားခဲ့တာဖြစ်ပါလိ။ရန်သူတော်ကြီးတစ်ယောက်လုံးအခန်းထဲကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်ဇန်နာတို့အားလုံးလည်းကြောက်လန့်ကုန်ကြပါလိ။ယာဂီယူတော်ကတော့ចောင်းသားរីအားလုံးကိုပထမဦးဆုံးအနေနဲ့ကိုခန်းပညာသင်ပေးဖို့အစီအစဉ်ရှိကြောင်းပြောကြားလာပါသည်။ပြီးတော့သူကတန်းကောင်းဆောင် ဖြစ်တဲ့ဆန္ဒကိုចောင်းစင်းသူ့ကိုလာတွေ့ခိုင်းပါသည်။ နောက်တစ်ခါမှတော့အိုရှိဘူးကယာဂီယူတာကိုသူ့ရဲ့နှလုံးအထုအကြောင်းကိုပြောပြသွားတယ်။တကယ်တော့အိုရှိဘူးကသူ့ရဲ့တက်ရှိထင်ရှားငယ်ရွယ်နှုပြမှုကိုထိမ့်သိမ့်မှုအတွက်နှလုံးအထုကိုအသုံးပြုနေကြတာပဲဖြစ်ပါတယ်။နောက်ပြီးအခုပြထားတဲ့နှလုံးသားကလည်းအသက်90ပြည့်မွေးနေ့တုန်းကဖဲထုတ်ထားတဲ့နှလုံးသားတစ်ခုဖြစ်တယ်လို့ဆိုလာပါတယ်။တကယ်လို့ယာဂီယူတာအနေနဲ့ဆန္ဒကိုသာထပ်ပြီးတော့လွတ်မယ်ဆိုရင်အဲ့ဒီနှလုံးဆုပ်ကြီးကိုထည့်ပေးပြီးအသက်ရှင်ခိုင်းတော့မှာဆိုပြီးချိန်ချောက်လိုက်ပါတယ်။ ဒါကြောင့်မလို့ယာဂီယူဒါလည်းကြောက်လန့်သွားချိန်မှာအိုရှိဘူးကတော့ဆန်နာကိုတလာအတွင်းဖမ်းဆီးလာပြီးဖို့အတွက်အမိန်ပေးလိုက်ပါတော့တယ်။အဲလိုနဲ့ယာဂီယူဒါနဲ့ဆန်နာနဲ့တွေ့ဖို့အကြောင်းဖန်လာပြီးယုဒိရဲ့အိုသွားတဲ့ခံစားချက်ကိုမေးမြန်းလိုက်ပါတယ်။ဒါကြောင့်ဆန်နာလည်းစိတ်ခံစားချက်ကိုပြဖို့အတွက်အနီရောင်ချက်ကတ်ကိုလွှမ်းခြုံလိုက်ပြီးအသွင်ပြောင်းချလိုက်ပါတယ်။စကားဆုံးမှာတော့နှစ်ယောက်သားရဲ့တိုက်ပွဲကြီးကစတင်လာပါပြီ။ဒါပေမဲ့ကလေးပြန်ဖြစ်သွားတဲ့ဆန်နာကိုထိုးမိလိုက်တဲ့ယာဂီယူဒါကတော့သူ့ကိုယ်သူအပြစ်မကင်းတယ်လို့ခံစားနေရပါတယ် ဒါကြောင့်မလို့ဆန်တော်ကအနီရောင်ချက်ကန်းနဲ့ထပ်ပြီးအသွင်ပြောင်းမှုလုပ်လိုက်ပေမယ့်ဘာမှဖြစ်မလာခဲ့ပါဘူး။ဒီအချိန်ကြီးကဆန်တော်ရဲ့စိတ်ကိုအတော်လေးရှုပ်ထွေးသွားစေခဲ့ပါလိမ့်။ယာဂီယူတာကတော့ကလေးတယောက်ကိုထိုးမိတဲ့အတွက်တောင်းပန်နေပါလိမ့်။အဲ့ဒီအချိန်နီကိုစီကိုဖိုယိုမူရာကရောက်ရှိလာပါလိမ့်။နောက်ပြီးဆန်တော်နဲ့ဝေဝေးနေဖို့အတွက်လည်းတတိပေးလိုက်ပါလိမ့်။အဲ့လိုနဲ့နှစ်ယောက်သားစကားထိုင်ပြောနေရင်နီကိုကတော့ဆန်တာကိုကြိုက်ရင်ကြိုးစားလို့ရကြောင်းပြောပြလာပါသည် မင်္ဂလေးတယောက်အနေနဲ့ရင်သားတွေကိုကြီးခိုင်းတာဖြစ်ဖြစ်ထိခိုင်းတာဖြစ်ဖြစ်လှုပ်လို့ရတယ်ဆိုပြီးအကြံပေးနေတဲ့ဖူယိုမူရာလေးဘာပြောရမှန်းမသိဖြစ်နေပါ ರೀ ဖူယိုမူရာကတော့အဲ့လိုမဟုတ်ပဲသူ့မှာဆန္ဒနဲ့တခြားလူဆရာတွေရှိကြောင်းပြောပြလိုက်ပါ ರೀ ဒါကိုနားလည်မှုလွဲသွားတဲ့နီကိုကအိုနိုကိုရောဆန္ဒကိုပါအလိုမပေးတဲ့သူ့ကိုနှစ်ဖက်ချွန်ဆိုပြီးတော့ထင်သွားပါပြီဒီစကားကြောင့်မလို့ဖူယိုမူရာလေးအိမ်ပြန်ရောက်လာတဲ့အထိကိုကုကိုမိကုန်းပေါင်းများစွာထုတ်နေခဲ့မိပါ ರೀ နီကိုကတော့မိမပီပီကောက်ချောင်းနေရှိတယ်ဆိုပေမဲ့သူကတော့အရေးရှိရှိပြားကတ်ပြီးခါကလည်းကိုင်းနေတဲ့အတွက်စိတ်ညစ်လာခဲ့ပါလိမ့်။အဲ့ဒီအချိန်မှာဇန်နာကတော့သူ့ရဲ့ဆွမ်းအားတွေကိုဆုံးရှုံးလိုက်ရတဲ့အပေါ်နားမလည်နိုင်ဖြစ်နေပါလိမ့်။ယာဂီယူတာကတော့ဇန်နာကစန်တာဆိုပေမဲ့စိတ်နဲ့ခန္ဓာကိုယ်ကလူပြိုပေါက်အရွယ်ပဲရှိသေးတဲ့အတွက်အရာတက်နေကြောင်းသိလိုက်ရပါလိမ့်။ဒါကြောင့်သူကစန်တာကိုကူညီပေးဖို့အတွက်တွေးနေပါလိမ့်။ရန်သူတယောက်အနေနဲ့ဖမ်းဆီးဖို့လာခဲ့တာဆိုပေမဲ့ပထမနေ့မှရင်ဆရာကြီးတယောက်လိုခံစားနေရပါလိမ့်။ တဖက်မှာလည်းပဲ Fuyumura C ကိုအိုနိုကပြန်ရောက်လာပါသည်။ရုတ်တရက်ဆန်လွန်လာတဲ့အဖြစ်အပျက်ကြောင့်မလို့ Fuyumura လည်းပဲဒါကအိမ်မက်လားဆိုပြီးတော့မယုံနိုင်ဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်အိုနိုရဲ့ပုံစံကပြောင်းလဲလာပြီးဒူးဆန်းတဲ့စကားတွေကိုပြောဆိုလာပါသည်။အဲ့တော့ကတော့သူ့အနေနဲ့ Fuyumura ရဲ့နူးပြိုတဲ့ခန္ဓာကိုယ်ကိုအပိုင်ယူပြီးတသက်လုံးနေထိုင်သွားချင်းခဲ့တာပဲဖြစ်ပါသည်။ဒါကြောင့်သူကဒါကိုထုတ်ပြီးတတ်ဖို့လုပ်နေချိန်မှာ Fuyumura ကတော့အလင်းစလုံးမလုပ်ဖို့အတွက်တတိပေးလိုက်ပါသည်။ရုတ်တရက်ရင်းချတဲ့စကားလုံးတွေကိုကြားလိုက်ရတဲ့အတွက်အိုနိုတယောက်အံ့ဩလို့သွားပါသည်။ အရင်တုန်းကဆိုရင်ဖူယူမူရာကအမြဲတမ်းလိုလိုကလေးတယောက်လိုပြုမူနေခဲ့ပြီးအဲ့ရင်နောက်မှကလေးလိုပဲအိတ်တတာကိုပြန်အမှတ်ရသွားပါသည်အဲ့တော့ပါပဲဖူယူမူရာရဲ့ခန္ဓာကိုယ်ကိုတင်းယူလာခြင်းနဲ့အကြောင်းရင်းပေါင်းများစွာဖြစ်ပေါ်လာခဲ့ပါသည်တဖက်မှာလည်းပဲသူ့ရဲ့ခန္ဓာကိုယ်ကအကြောင်းမပြီးခင်ဖွင့်ပြလာတဲ့အတွက်အိုရှီဘူးရဲ့အကြောင်းစီကန်းချက်နဲ့ညှိလို့လာပါသည်ဒါကြောင့်သူကအပြည့်ပေးမခံရဖို့အတွက်ထွက်ပြေးသွားခဲ့တာပါဒါကိုကြတော့ဖူယူမူရာကအသက်ကြီးလာတာကပြင်းမှုမဟုတ်ကြောင်းရှင်းပြဖို့အတွက်ဆုံးဖြတ်လိုက်ပါသည် အဲ့ဒီအချိန်မှာပဲအိုရှိဘူးကလည်းရောက်ရှိလာခဲ့ပြီးဇလန်နီကလည်းဒီမာရီမဲတက်ခမ်းရက်လို့သွားခဲ့ပြန်ပါတယ်